ဟယ်လိုအားလုံးပဲမိင်္ဂလာပါ United Shoe ကနေကြိုဆိုပါတယ်ဆိုတော့ကျွန်တော်တို့အာရှကူလာကစားတဲ့နောက်ဆုံးခြေစမ်းပွဲဟောင်ကောင်နဲ့ပွဲမှာ Manchester United က1-3ဆိုတဲ့ရလဒ်နဲ့ကျွန်တော်တို့အနိုင်ရတယ်ပေါ့လေဆိုတော့ဒီပွဲကဗျာဒီရလဒ်တွေဘာတွေကအဲ့လောက်ကြီးကြီးတိတ်ပြီးတော့စိတ်ဝင်စားဖို့မကောင်းဘူးပေါ့နော် မကောင်းဘူးဆိုတော့ကလည်းယာတီဂျိုခြေစမ်းပွဲဆိုတော့ယာတီပိတ်ခြေစမ်းပွဲစဉ်ဒီမှာကိုကစားမတွေကိုနီးပြတွေကိုအကုန်လုံးက ပြီးတဲ့အချိန်မှာဘလောက်ထိမှအာယုံဆက်ပြီးတော့ကစားကြတာမဟုတ်ဘူးဒါအပြင်ဟို25မိနစ်တိုင်းတစ်ခါ25မိနစ်တိုင်းတစ်ခါလူစားတွေအမှန်ကန်လဲနေတာတွေနဲ့ကျွန်တော်တို့အလုံးသိတဲ့အချိန်မှာလူငယ်တွေကိုအခွင့်အရေးပေးဖို့เนาะကျွန်တော်စီနီယာပလေးယာတွေကိုအချိန်နည်းနည်းပဲမိနစ်ကစားခွင့်နည်းနည်းပဲကျွန်တော်တို့ပေးဖို့เนาะပြီးလို့ရှိရင်အရန်ကုန်ကကစားမားတွေကို နေရာပေးဖို့ဒီလောက်ပဲ တောင်းအရငွေရလို့တာကျွန်တော်လာကန်းတာဘယ်သူမှအလောက်ကြီးဒီအာယုံဆိုင်ပြီးတော့ကစားကြတဲ့တယ်မှမပွားဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့လက်ရှိလာကစားတဲ့နှစ်ပွဲမှာလဲဒါတပွဲချုံးတပွဲနိုင်ပေါ့လေဆိုတော့ဟောင်ကောင်ဘက်ကတွင်းကူကတော့ဗျာဟိုဘယ်လိုပြောမလဲကိုဘက်ကဂူးသမားကိုပထမတစ်ကြိမ်ကန်နေတစ်ကြိမ်ဂူးပေါက်တက်ပြီးတော့တစ်ကြိမ်ဂူးသွားတယ်နော်တကယ်ကောင်းတဲ့ကန်ကြလာဆိုတော့လည်းမဟုတ်ဘူးကိုတက်တဲ့လာလိုက်ကိုဂူးပစ်လိုက်ရတဲ့တွင်းဟီတန်တို့ပါတော့နော်ဆိုတော့ဒါပါဆိုတော့ဘလူးမန်အဆင်မပြေခဲ့ဘူးပေါ့နော်ဒီနေ့ပွဲကကျွန်တော်တို့နောက်ခံကစားသမား ဂျူနီအေဗန်စ်အတွက်ဒါနောက်ဆုံးပွဲပါနောက်ဆုံးပွဲပါဒါပြီးရင်ကစားသမားဘဝကနေအနားယူမှာဖြစ်တယ်ဆိုတဲ့သတင်းလေးလည်းကျွန်တော်ကြားနေရတဲ့ဂျူနီအေဗန်စ်က38နှစ်သူပြည့်ပြီးသွားပြီ Ryan Antrim တို့เนาะလက်ရှိမှာမြောက်အိုင်ယာလန်အတွက်ကိုလက်ရှိ Manchester United နဲ့အတူကိုဆူဖလားတွေအဲ့ကြောကိုရီတိမှာတော့အများဆုံးပဲဆူဖလားတွေအမှန်ကန်ယူထားတဲ့ကစားမတယောက်ဖြစ်တယ်ဘလို့ပဲပြောပြောဒါ United ကနေပြီးတော့ကစားမတယောက်ထွက်ခွာတော့မယ့်အပြင် Evans လိုမျိုး Silas လက်ထက်ကလေးကရှိခဲ့တဲ့ player တယောက်ပေါ့နော် တော်လည်းရှိ Evan အနာယူမယ်ပေါ့လေဆိုတော့ဒါကြောင့်ဒီပွဲက Evan စစ်တာနောက်ဆုံးပွဲပါဒါအပြင်ကျွန်တော်ပြောစရာလိုတဲ့ပွဲတွေတော့အရာတွေတော့ရှိတာပေါ့လေရလနဲ့ပတ်သက်လို့အလောက်ကြီးကြီးကျွန်တော်ပြောဖို့မကောင်းမိမဲ့မကောင်းဘူးဆိုတော့ပြောစရာမလိုပါနဲ့လေလို့ဒီပွဲမှာကစားသွားတဲ့နေမှာဆိုလို့ရှိရင်ကျွန်တော်တို့တိုက်စစ်မှု Resman Whiteland ကအစင်မပြေဘူးဗျမပြေဘူးဆိုတော့ကလည်း Whiteland နဲ့ပတ်သက်လို့ရှိရင်ပြောလာရတာညီများပြီဆိုတော့လေပြည်သက်တွေလည်းတော်တော်လေးကိုလက်လျှော့လိုက်ကြပြီလို့ထင်ပါတယ် เนาะကျွန်တော်တို့ All Star နေတုန်းက All Star နေတုန်းကနောက်တန်းနေတုန်းကလည်း White Line ကိုဘာမှမလုပ်နိုင်ဘူးလက်ရှိကျွန်တော်နေတာ Hong Kong နောက်တန်းနေလဲ White Line ကိုဘာမှမလုပ်နိုင်ဘူးဘာမှတော့မှရိုးရိုးမလုပ်နိုင်တယ်မဟုတ်ဘူးကျွန်တော်တို့ Bruno ပေးတဲ့ဘောလုံးတောင်မှမိအောင်မဖမ်းနိုင်ဘူးဗျာဟိုမှာဒုတိယဘက်မှာဝင်လာပြီးတော့လူငယ်လေးဖြစ်တဲ့ချီတူကသူ့ထက်ပိုပြီးတော့အများကြီးလှုပ်ပြသွားတယ်ဒါဟာအများကြီးကွာဟမှုပဲ white line နဲ့ကျွန်တော်တို့ဒီခြေတို့ရဲ့ကြားထဲမှာဘလူးပဲပြောပြောဗျာဘလူးအချီနီတွေကြောက်မယ်လို့ပဲပြောပြော white line ဆိုလို့ရှိရင် goal ကန်ဖို့အတွက်ကို ဘဲချီဒီညာချီဒီကျွန်တော်ယူနေသေးတာချီတို့ကအဲ့လိုမဟုတ်ဘူးအဲကြောင့် Resman Highland နဲ့ပတ်သက်လို့ရှိရင်တူးတက်တဲ့လက္ခဏာတွေတကယ်ပေါ့နော် okay ဟောင်ကောင်လိုအသင်းမျိုးနဲ့ပွဲမှာတော့သူဟုတ်တယ်ဟာဆိုတဲ့ဒီယူဆချက်မျိုးကိုကျွန်တော်ခေါင်းထဲဝင်လာအောင်လို့သူဘာမှမလုပ်နိုင်ခဲ့ဘူးဘာမှကျွန်တော်မလုပ်နိုင်ခဲ့ဘူးเนาะအဲကြောင့် Resman Highland တို့ဘာလို့ ਨੇ ပတ်သက်လို့ရှိရင်ဘလူးမတ်မျောလင်းစရာတိတ်မရှိဘူးဆိုတော့လာမင်းနေရာကြီးအပြောင်းရွှေ့ကတော့တိုက်စစ်နဲ့ပတ်သက်လို့ရှိရင်နောက်ထပ်လူကောင်းကောင်းတယောက်ကခေါ်ခုခေါ်မှကိုရမှာ ။ဟောင်ကောင်နောက်တန်းတို့အော်စတာနောက်တန်းတို့နဲ့မှဘာမှမလုပ်နိုင်ဘူးဆိုရင်ပရီးမီးယားလိနောက်တန်းနေနေဆိုမင်းပူလို့တောင်ဝေးဦးမှာ။နောက်တစ်ယောက်ကဂါနာချူပေါ့။ဂါနာချူလည်းပဲကျွန်တော်တို့ထုံးတန်တိုင်းမြင်နေကြဂါနာချူပါပဲ။ဟောဒီနေ့ပွဲမှာဆိုလို့ရင်တောင်မှာမှာတယောက်ချင်းတယောက်ကြော်ဖြတ်တဲ့အခါဒီမှာလည်းအလုံးဖြစ်ခဲ့တဲ့အရာတွေလည်းရှိတယ်လို့အလုံးမဖြစ်တာတွေကကျွန်တော်များနေတယ်။ဒါအချီကြီးကကျွန်တော်တို့ထင်တယ်လို့မျိုးဟုတ်မနေဘူးဗျာ။ဒါကနာချူအနေနဲ့လည်းပေါ့နော်။ဟိုရာတီချူခြေတန်းပွဲစဉ်ဒီမှာ senior player တွေကိုတိုင်ကိုကအာယုံဆိုင်ပြီးတော့ အပြေဝအားထုတ်မှုတွေနဲ့မကစားတဲ့အရာတွေလည်းပါတာပေါ့လေအမေတို့ချုပ်ကစားမားတွေကကျတော့ဒါပုံမှန်ပဲသူတို့တို့ကကျွန်တော်အာယုံစိုက်ပြီးတော့အပြေဝကစားလဲဒါပဲအပြေဝမကစားလဲကျွန်တော်တို့ဒါပဲထူးထူးခြားခြားကြီးကျွန်တော်ရှိမနေဘူးဗျာအချိန်ကြီးကောင်းတဲ့နေမှာမပါဘူးဆိုတော့လူငယ်တွေတဲကိုကျွန်တော်ကြည့်မယ်ဆိုရင်နောက်တန်းကပေါ့နော်နောက်တန်းကကျတော့ Aiden Heaven ကတော့ senior အသင်းကြီးမှာတချို့ပွဲကစားခွင့်ညရနေရဆိုတာအလကားမဟုတ်ဘူးဆိုတာဒီပွဲကတက်တည်ပေါ့လေဒါမြင်သာစီခဲ့တာ သူ့ရဲ့ twin ကိုခဏထားအောင်တာမန်ကစားသွားတာကတော့ထားပါတော့အမှားတွေပါတယ်သူမกินဘူးတချို့ဖြတ်တဲ့လုံးနေကျွန်တော်တို့ရှိတယ်ဘောလုံးပေးတဲ့နေရာတွေမှာလည်းအမှားတွေခက်နေနေရဲ့ဒါပေမဲ့ကိုယ်တိုင်မှာ goal တစ်လုံး twin သွားသေးတယ်ဆိုတော့ခံစစ်တယောက်အတွက်ကျွန်တော် set piece ကနေ goal twin တဲ့နေရာအာမတ်ရဲ့ဖြတ်တင်ဘောကနေ goal twin တဲ့နေရာမှာတော့အကြည့်နဲ့ဆရာပေါ့လေဒါကြောင့်ပေါ့နော်ကျွန်တော်နောက်တန်းမှာဆိုလို့ရှိရင် Eden Heaven ကတော်တော်လေးကိုသဘောကျတယ်။ကောင်းတယ်။ကွင်းလယ်မှာဆိုလို့ရှိရင်ဒီပွဲမှာ 2v call ရလေမစိုးဘူးလူငယ်လေးပေါ့နော်။ မစိုးဘူးပေါ့လေသူဟာနဲ့သူလှုပ်ပြသွားတယ်ကျွန်တော်တို့အာသွန်ခွန်ဆိုင်သူကစားပြသွားတယ်ချိန်လေစီကိုကျွန်တော်ဒီပွဲမှာအများကြီးမျောလင့်ထားတာအများကြီးမြင်ရလိမ့်မယ်လို့ကျွန်တော်ထင်ထားတာ MO ring ကတော့သူလဲပလိုက်တယ်25မိနစ်မိနစ်30လောက်မှာပဲသူလေစီကိုလဲပြီးတော့တခြားကစားမတွေကျွန်တော်ထည့်တယ်အတူအပြောင်းလဲလုပ်ပြီးတော့သူသုံးနေတာဆိုတော့ဗောနော်ဒါပေမဲ့အဲ့လူငယ်လေးတွေကိုကျွန်တော်ပို့ပြီးတော့မြင်ရလိမ့်မယ်လို့ထင်ထားတာအဆင်မပြေခဲ့ဘူးဆိုတော့ဒါအပြင်ကျွန်တော်တို့ Resma Whiteland နေရာကိုဝင်ကစားတဲ့ Chido OB ဒီနေ့ပွဲဟာလုံးဝ special ပါ ချီတို OB တွက်လုံးဝစပယ်ရှယ်ပွဲပါဓာတိချိုခြေစမ်းပွဲဆိုပြီးမဲ့လည်းလို့ပေါ့နော် အော်စတာနဲ့ပွဲမှာကျွန်တော်အစင်မပြေခဲ့တဲ့အပြင်ဒီပွဲမှာပါဝမ်းစီနဲ့ရှုံးနေတဲ့အချိန်ဒီမှာချီတို OB ရဲ့နှစ်ဂိုးနဲ့ကျွန်တော်ကချီပါဂိုးပြင်ပြန်ပြီးတော့ဥဆောင်ဂိုးပါကျွန်တော်ရခဲ့တာဒီနေရာမှာချီတို OB ဂိုးမသွင်းနိုင်ခဲ့တဲ့ခိုက်တက်နေကိုကျွန်တော်ကြည့်ရင်တောင်မှသူ့ရဲ့နေရာယူပုံတွေတို့ဘာလို့ကတော်တော်ကိုကောင်းနေဘောလုံးတိုင်းကကစားမကပေးတာညံ့တာပဲဖြစ်ဖြစ်ပေးတာတော်လို့ပဲဖြစ်ဖြစ် ဒီဘယ်လိုပြောမလဲ OBD အမြဲတမ်းအဲ့ဒီနေရာမှာရှိပြီးသားအမြဲတမ်းသူရှိနေတာခေါင်းတိုက်လိုက်တဲ့သူတို့အလုံးကြီးရှိတယ်သူဒီနေ့ပွဲမှာဆိုဂိုးပေါက်ကန်တာ6ချိန်လာမှသူကျွန်တော်ရှိတယ်နော်6ချိန်ဂိုးသွင်းပွဲကျူးပန်းတာ6ချိန်ရှိတယ်3ချိန်ဂိုးပြီး3ချိန်ဂိုးပေါက်တက်ပြီးတော့2ဂိုးလာမှသူရတာစဉ်းစားကြည့်ရင် OBD နဲ့ဒီပွဲသူလုတ်ပြသွားတာလေးတွေကလူငယ်ကစားမတစ်ယောက်အတွက်အထင်ကြီးစရာ Rasmus Whiteland ရုံးကန်နေရတဲ့အချိန်မျိုးမှာသူအထင်ကြီးစရာလုတ်ခဲ့တာပဲနော်ပထမလုံးသွင်းသွားတဲ့လုံးဆိုလို့ရှင်သူ့ရဲ့အားနဲ့ဒီသူမတန်းတဲ့ခြေတော်ပြာတိလား ူမတန်တဲ့ခြေထောက်နဲ့ကိုသူလုတ်ပြသွားတာ Resman Highlands လို့ကျင်ကျွန်တော်တို့သိတဲ့လိုက်မယ်ဘောလုံးတောင်မှမင်းခြေထောက်အောက်ကိုရောက်အောင်မထိနိုင်ဘူးဖြစ်နေတာပထမပိုင်းမှာဒါအပြင်ဂိုးပေါက်ကံမှုလုတ်တိုင်းလဲဘဲချီဒီညာချီဒီယွေးနေတာသူအာတန်နဲ့ခြေထောက်နဲ့ဟုတ်ရင်ဟုတ်မဟုတ်ရင်အဆင်မပြေဘူးဘာမှမလုတ်နိုင်ဘူးဆိုတဲ့ပုံစံဖြစ်နေတာအဲခြေတို့ကဒီပွဲမှာတော်တော်လေးကိုသူလုတ်ပြသွားတယ်တော်တော်လေးလုတ်ပြသွားတယ်လူငယ်တယောက်အတွက်ပြောတာပေါ့နော်ဒါကျွန်တော်ခုနကပြောလို့ပဲ channel examine နဲ့ပတ်သက်လို့ရှိရင်ညံ့တာပဲပြပြဆိုးတာပဲပြပြအများကြီးမပြောလို့ဘူး ရာဒီပိန်းခြေစမ်းပွဲစဉ်တွေဖြစ်နေတာကိုဒါပြီးလည်းတလာခွေလောက်နားတော့မှာဆိုတော့ကြီးရှည်ကြီးလာတဲ့ဒီမှာကစားမတွေကအဲ့လောက်ထိတော့ကျွန်တော်အာယုံဆိုင်ကစားမမဟုတ်တာသဘောပေါက်တယ်ဒါပေမဲ့ခြေတို့အတွက်ကျတော့သူ့အတွက်ဒါအခွင့်အရေးကြီးကြီးပေါ့နော်ရာဒီယိုခြေစမ်းပွဲစဉ်တွေရာဒီပိန်းခြေစမ်းပွဲစဉ်တွေမှာကိုကတကယ်အထင်ကြီးတရားကောင်းလှုပ်ပြထားနိုင်မှာကျွန်တော်တို့အနေနဲ့အော်ဒီကစားမကြီးနဲ့ပတ်သက်လို့ရှိရင်ငါတို့တော့ဘယ်လောက်ထိမျှော်လင့်ချက်ထားလို့ရတယ်လဲဟိဆိုတာမျိုးမြင်နိုင်မှာဟုတ်တယ်မလားဒါကြောင့်ချီတို OB အနေနဲ့ပထမတွင်းသွားတဲ့ဂိုးမှာတော်တော်ကိုကောင်းပါတယ်တော်တော်ကိုကောင်းပါတယ်သူ့ရဲ့ အားနေတဲ့ခြေထောက်နဲ့ကိုရက်စမတ်တူလူမျိုးဘဲချင်းညာချင်းမယွေးနေပဲနဲ့သူတခါတည်းကန်ချပလိုက်တာတော်တော်ကောင်းတယ်နောက်တစ်ခါကလည်းခေါင်းတိုက်သွားတာပေါ့လေဒီညမှာရက်စမတ်ဝိုင်လန်တို့ဘာလို့ကခေါင်းတိုက်တက်တဲ့ထဲမှာမပါဘူးဝိုင်လန်ကိုကျွန်တော်ကြည့်လိုက်ရင်ဂျင်ဘက်ကြီးနဲ့ဘောလုံးနေထိမ့်မယ်ပြီးရင်ဘဲချင်းနဲ့တချောင်းနဲ့ကန်မယ်ဒါပဲသူဟာခေါင်းမတိုက်တဲ့ဘူးခေါင်းနဲ့ဝိုင်လန်နောက်ဆုံးကခေါင်းတိုက်ပြီးတော့ဂိုးသွင်းဖို့ကျူးပန်းတာဘယ်တော့မှလည်းကျွန်တော်မှတ်မှတ်မိဘူး နော်ဒါအပြင်ညာချီနေပေါ့နော်ကျွန်တော်ကိုဂိုးသွင်းတဲ့ပုံစံကြီးလည်းတအားရှားတယ်မှန်မှန်ရရဆိုဆိုလို့ချင်းပြီးခဲ့တဲ့လီဟွာအရစ်တန်ကလည်းထထုံကထင်ပါတယ်ဝက်ဆန်ဘက်ကိုသူတစ်ချက်ခောက်ပြီးတော့ညာချီနဲ့သွင်းသွားတာအဲ့ဒါပဲရှိတယ်ဒါတော့မှဘလောက်ကြာနေပြီလဲကျွန်တော်တို့တရာစီလောက်ကြာနေပြီဗျာဟုတ်တယ်မလားပြောပြချင်တာကရက်စမန်နဲ့ဒီချီရိုရဲ့ကြားထဲမှာကွာဟမှုတွေကျွန်တော်တို့ရှိတယ်ဒီငကိုသွင်းလို့ဆိုပြီးတော့အာလုံးဝပေါ့နော်ကျွန်တော်သာဟီးရိုးပဲဟိဘာညာတော့လုံးလို့တော့မရဘူးပေါ့လေသူတို့လည်းပဲတီချာတာကတော့လူငယ်ကစားမလေးက စီနီယာပလေယာပွဲတွေပုံမှန်ကစားနေရတဲ့သူတယောက်တည်းအများကြီးပိုလှုပ်ပြသွားတာကတော့စီနီယာပလေယာဖြစ်သူတွက်က okay ကြည်တင်နေပြီသူကိုကိုကို okay ငါဒီတင်းတဲ့ကစားဖို့တကယ်ရောလုံတော့ရလားငါဘာဒီအားနဲ့နေတယ်လဲသူကြည်တင်နေပြီဗျာเนาะကြည်တင်နေပြီဆိုတော့အော်လူငယ်လေးတွေအဂျိမ်းစ်အာမာတို့မာဟိုးစ်တို့အပြင်အများကြီးကစားသွားပါတယ်ကျွန်တော်ကတော့ဒီပွဲမှာเนาะကျွန်တော်တို့ဒီ Aiden Heaven နဲ့เนาะ Aiden Heaven ရှိမယ်ပြီးလို့ရှိရင် Mason Mount နဲ့ဒီနေ့ပွဲမှာမဆိုးဘူး ေဆံမောင်းလည်းပဲစီနီယာပလေးယားတယောက်ပုံစံလိုပဲသူအပြည့်ဝသူကစားသွားတယ်ပေါ့နော်တော့ဒါဘာမှမဖြစ်ခဲ့တာကိုလည်းကျွန်တော်ကျေးဇူးတင်ရမယ်ဆိုတော့ရလက်ကတော့139နိုင်ခဲ့တယ်ဒါပေမဲ့ဒီပွဲကရလက်တဲ့လူငယ်ကစားမတွေနဲ့အရင်ကစားမတွေရဲ့ performance ကိုပိုကြည့်ရမယ်ပွဲမျိုးဆိုတော့ရလက်ကအလောက်အကြီးမပါပါဘူးကျွန်တော်တို့အတွက်ချီရိုဂိုးသွင်းနိုင်ခဲ့တာ Eden Heaven ကိုသွင်းနိုင်ခဲ့တာ performance ကွန်ပြခဲ့တာကကျွန်တော်တို့အတွက်ဒါအပေါင်းလက္ခဏာဆောင်တဲ့အရာတွေပဲเนาะကျွန်တော်ညီကတို့ရောဒီပွဲနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြပါလဲ လာပြီးလို့ရှိရင်တော့ United ကနားပြီပေါ့လေဆိုတော့နောက်ထပ်တလခွဲလောက်မှကျွန်တော်ပြန်ပြီးတော့တွေ့ကြပါမယ်ဒီဒီ watch လောင်းနေမှာဘာလို့လဲဆိုတော့ United ကပွဲမရှိတော့ဘူးယာတီဂျိုခြေစမ်းပွဲစဉ်နေမှာပြန်တွေ့ကြပါမယ်အားလုံးကိုချစ်တင်ပါတယ်